ေါင်းတို့ဒီနေ့ရပြပွဲကနေကြိုဆိုလိုက်ပါတယ်ညူကိုရဲ့စစ်မြစ် ှိရှိတုန်းကစိုးသွန်းတဲ့တတဝကြီးတွေကညဆိုရင်ចောင်းတဲ့ကြီးတွေကနေထွက်လာပြီးတော့တိုက်ခိုက်ခဲ့ကြတယ်။တရွာလုံးမပျက်စီးသွားခင်လေးမှာပဲကီရနဲ့သူမရဲ့ဆွေမျိုးတွေက spirit gate ကနေဆင်းသက်လာပြီးတော့ကျွန်တော်တို့ရဲ့ဘိုးဘွားတွေကိုကယ်တင်ပေးခဲ့ပါတယ်။ရုတ်တရက်မကောင်းဆိုးဝါးကြီးကအကွဲចောင်းကြီးတခုကိုဆွဲဖွင့်ခဲ့တယ်။ spirit beast တွေကအဲ့ဒီအကွဲចောင်းကြီးကိုပိတ်ဖို့အတွက်သူတို့ကိုသူတို့စည်းခဲ့ပြီးသူတို့ရဲ့အစီအနစ်တွေက spirit sand ဖြစ်လာပြီးတော့နယ်မြေတစ်ခွင်လုံးပြန့်နှံ့သွားခဲ့တယ်။ နေ့90ကြော်ကြာ Master Casa ကကျွန်တော်ရဲ့ဘိုးဘွားတွေကို Spirit Sand ရဲ့အစွမ်းကိုဘလို့ထိမ့်ချုပ်ပြီးအတုံးချမလဲဆိုတော့သင်ပေးခဲ့တယ်။သူကအချိန်ကျပြီ။နောက်ဆုံးတော့ငါလည်းဒီအထူးချက်မှုကိုခွာချပြီ။ငါရဲ့ညီကိုမောင်နှမတွေနောက်ကိုလိုက်သွားနိုင်တော့မယ်။ဒါပေမဲ့တနေ့ကျရင်တော့ခီရင်ကပြန်လာလိမ့်မယ်။ဒီရဟာမင်းကိုသူမစီဦးဆောင်ခေါ်သွားပြီးတော့ Spirit Gate ကတဖန်ပြန်ပွင့်လာပါမယ်။ဆိုပြီးခီရင်ပြန်လာ။ငါတော့တမင်းမမြင်တတ်တတ်ပါ။ဟမ်။ဟုတ်လား။ဟာ။ဘာတူလဲ။ ဘသူပြောတာလဲနင်လည်းအထီးကျန်နေပါရဲ့ဟုတ်တယ်မလားခီရင်တာဝါကိုလာခဲ့ပါငါနင့်ကိုနင့်မိသားစုစုခေါ်သွားမယ်နင့်မိသားစုမဖြစ်နိုင်တာ ီမရှိရမှာပါဒီမရှိရမှာတန်ရမှာမော်လေးတမမိသားစုလေးလောချင်ခဲ့ရမှာမင်းမိသားစုတော့အပြစ်မှားလို့ရှိပါတယ်ငါတို့တို့လိုက်ရှာဖို့ပဲလိုတာပါတကယ်လား Yo. Yeah. ခင်ရင်ခရအစစ်ကိုတောင်းပြီးတော့မှမင်းရဲ့စစ်မှန်တဲ့ပုံစံကိုရှာဖွေလိုက်ပါဒီကကြီးကငါတို့ကိုဘယ်နေရာကိုပဲခေါ်သွားခေါ်သွားငါဘေးဘေးနားမှာရှိနေမိပါပါ ရှာတဲ့လေဒါကတော့ဘင်းသဘောပဲရှေ့ကသာတော့